အခုဆက်ပြီးတော့အခန်းဆက်ခုံရဲ့ grammar နောက်ကလေးတွေဆက်ကြည့်ကြမယ်နော်။ဒါဆိုရင်အခန်းဆက်ခုံမှာဆိုရင်ကိုရီက9ဖောင်ပြောင်းနည်းကိုသင်ရတာ8တဝက်ကိုရီကအခုပထမအဆုံးသင်ရမယ့်အပိုင်းမှာလေး9ဖောင်ပြောင်းနည်းကိုသုံးပြီးတော့သုံးရမယ့်အပုံစံလေး grammar နောက်ကလေးတွေဆက်ပြီးတော့သင်ရမယ်ပေါ့နော်။အဲဆိုပထမအဆုံးတွေ့ရမယ့် grammar နောက်ကလေးက but nine they could I say ဘက်ကို9ဖောင်ပြောင်းမယ် they could I say ကပြီးတော့သုံးထားပေးတာ။အတိအပေကကြတော့မဘက်ပါနေလို့ပြောတာ။ အဲသူကလည်းအမေပေးခိုင်းစီတဲ့ပုံစံပဲနော်ကိုရီအရှိကအခန်းဆက်လီတုံးကဆိုရင်တိတ်ဖောင်ပြောင်းနေသုံးပြီးတော့ဘတ်သေးခူတာ size ရဲ့အတုံးနှုံးလေးတစ်မျိုးကိုရီချက်ခဲ့ပူးတယ်ဒါအဲ့ဒါကကြတော့ positive လိုမျိုးအမေပေးခိုင်းစီတာအကူကကြတော့ negative လိုမျိုးအမေပေးခိုင်းစီခြင်းနဲ့ဆိုရင် but nine day ခူတာ size ကိုပုံပြီးရမယ်အောက်မှာဆိုရင်ကြည်ကြည်ခခုန်နီသဘာကိုစီမတ်ဒီနေရာမှာဆက်လိုက်တောက်တယ်ဒါကိုဆက်လိုက်မတောက်ပါနဲ့လို့ပြောချင်ရင် ここに卵を吸わないでください。 စူဝါနိုင်တဲ့ခရာဆိုင်ဖြစ်သွားတယ်။စူအီမတ်လို့ခေါ်တဲ့အတုံးနှုံးကိုနိုင်ဖောင်ပြောင်းရင်စူဝါနိုင်ဖြစ်သွားတယ်။ဒါကိုဒဲခူရာဆိုင်ကထားတာနော်။အဲ့တော့ဒီနေရာမှာဆလိမတောက်ပါနဲ့ဆိုပြီးတော့အမေပေးတဲ့ပုံစံလေးဖြစ်သွားတာ။ဒါကပထမအဦးဆုံးကိုဒီသိရမယ်အမေပေးခိုင်းစေတဲ့ဘနိုင်တဲ့ခရာဆိုင်နော်။အဲ့တော့ဆက်ပြီးနောက်တစ်မျိုးလေးဆက်ကြည့်ကြမယ်။အဲ့တော့နောက်တစ်မျိုးကလည်းနိုင်ဖောင်ပြောင်းလေးသိတော့မှရမယ်။နောက်တစ်မျိုးက ပန်းနာခေရေဘနာဒီမာဆန်တိတ်ထားလေးဖတ်မယ်နော်ပန်းနာခေရေဘနာဒီမာဆန်အတိဘေကမပတ်လို့မရဘူးဘတ်ကိုဘတ်ရမယ်မပြည့်မနေလုတ်ကိုလုတ်ရမယ်ဆိုပြီးစိတ်ကန့်သက်တရအနေနဲ့ပေါ့မလုတ်လို့မရဘူးလုတ်ကိုလုတ်ရမယ်ဆိုရင်ဘတ်ကိုနိုင်ဖောင်ပြောင်းမယ်ပြီးရင်ဤကိုဖြုတ်ပြီးတော့မှ ခေတဲ့ဗနာဒီမဆန်ဆိုရဲအတုံးလုံးလေးပေါင်းလိုက်မယ်။ဒါဆိုရင် မပတ်လို့မရဘူး။ဘက်ကိုဘက်ရမယ်ဆိုပြီးတော့ပြောတာ။အောက်မှာဆိုရင်ជីជី明日新夫と新彼ればなりまさんか。目なぴゃんね、あろうもろうろもやぶら。とはろ迷宮ぽんちゃん迷てねあとは穴まかてびろ描いたらの。えらあおまそういとはပြောれ。はい。 ရှင်နာခဲတဲ့ပါနာဒီမဆန်ဟုတ်ကဲ့မလုံလို့မရဘူးရှင်နိုင် ်အရှိမဆိုပဲလုတ်တီကိုနိုင်ဖောင်ပြောင်းရင်ရှီနိုင်အဲ့ဒီမှာဤဖြုတ်တယ်ခေရေဘနာဒီမာဆန်ကလိုက်တဲ့အတော့ရှီနာခေရေဘနာဒီမာဆန်ဖြစ်သွားတာမလုံလို့မရဘူးလုတ်ကိုလုတ်ရမယ်သူကမပြစ်မနေလုတ်ကိုလုတ်ရမယ်လို့ပြောချင်ရင်ဘက်ကိုနိုင်ဖောင်ပြောင်းอีဖြုံမေခဲတဲ့ဘာနာဒီမာဆိုင် ကပ်ပြီးတော့တုံးပြရမှာเนาะအဲ့တော့နောက်ထပ်ပုံစံတစ်မျိုးလေးဆက်ပြီးတီးကြမယ်နောက်ထပ်ပုံစံတစ်မျိုးကလည်းနိုင်ဖောင်ပြောင်းနည်းနဲ့တွဲသုံးမယ် ပန်နိုင်တို့ဤခဲမဆန်ပန်နိုင်တို့ဤခဲမဆန်သူကလည်းမပန်းလို့မရဘူးဘက်ရမင်းအဲသူကကြတော့အဲတားမြင့်တဲ့အခါမှာသုံးပါမင်းဒီနေရာမှာစားလို့မရဘူးသွားလို့မရဘူးတောက်လို့မရဘူးဆိုပြီးတားမြင့်မင်းဆိုရင်ဘက်ကိုနိုင်ဖောင်ပြောင်း တူဤခဲမဆိုင်ကပီတော့တုံးပြရတာနော်သူကတားမြစ်တဲ့အခါမှာတုံးတာပါဘက်ကိုနိုင်ဖောင်ပြောင်းတိုးဤခဲမဆိုင်ကပီတော့တုံးထားတဲ့အတွက်ဘန်နိုင်တိုးဤခဲမဆိုင်မဘက်လို့မရဘူးဘက်ရမယ်တားမြစ်တဲ့အခါမှာတုံးတဲ့ပုံစံအဲဒီမှာဆိုရင် high ရှင်းနိုင်တိုးဤခဲမဆိုင်ဟုတ်ကဲ့မလုံးလို့မရဘူးလို့ပြောတာလေးဖြစ်သွားတယ်နော်ဒါဆိုရင်တော့မှာကတကယ်လို့ကိုဒီကစားလို့မရဘူးလို့တားမြစ်ချင်နေဆိုရင်တာဘဲမတ်ဆိုရင်စား ားတိကိုနိုင်ဖောင်ပြောင်းရင်ဒါဘေးနိုင်တော့ဤခဲမဆန်းဒါဆိုရင်မစားလို့မရဘူးလို့ပြောချင်တာเนาะဒါဆိုရင်တော့ဒါဒုတိယမြောက်မှတ်ရမယ်ပုံစံလေးပါနောက်တစ်ခုကြည့်မယ်နောက်တစ်ခုကကြတော့ဘန်နာခုတဲမိုအီဒက်မဘလေးရတယ်ဘန်နာခုတဲမိုအီဒက်မဘလို့ရတယ်ဒါကကြတော့ဘက်ကိုနိုင်ဖောင်ပြောင်းပြီးတော့မှဤကိုဖြုတ်တယ် ခုသေးမူအီဒက်စလီကထားတာဘက်ကိုနိုင်ဖောင်ပြောင်းဤဖြုံခုသေးမူအီဒက်စကထားနေအတွက်မပတ်လေးရတယ်အောက်မှာဆိုရင်ဥပမာကြည့်ကြည့်အစ်တာဒါဟီကခွေဤခနာခုသေးမူအီဒက်စကမနှက်ပြန်တက္ကသူကိုမတော်ွားလို့ရလားမတော်ွားလို့ရလားဆိုရင်အချင်းဤကိုမေးတာနော်အဲ့အောက်မှာဆိုရင် hi ဤခနာခုသေးမူအီဒက်စ မတော်လေးရပါတယ်။သူကကြတော့ခွင့်ပြုချက်တောင်းတဲ့ပုံစံမျိုးပေါ့။ဒါကိုမလုပ်လို့ရလား၊ဒါကိုမစားလို့ရလား၊ဒီနေရာကိုမတော်လို့ရလားဆိုရဲခွင့်ပြုချက်မျိုးတောင်းခံချင်တာ။သူကတော့အငင်းလိုမျိုးခွင့်ပြုချက်တောင်းတာနော်။အရှိမဆိုရင် positive လို့ခွင့်ပြုချက်တောင်းချင်ရင် bad thing မို့ yes ခါလို့ခေါ်တဲ့ပုံစံလေးနဲ့တောင်းတာ။အကူကကြတော့ nine phone ပြောင်းနေပြီးတော့တောင်းနေ nine phone ပြောင်းနေဤဖြုံမယ်။ခု thing မို့ yes လေးကပ်ပြီးတော့တောင်းထားတဲ့ပုံစံလေးနော်။နှစ်ခုကစန့်ကျင်ပါနော်။ ဲ့နောက်တစ်ခုလေးဆက်ကြည့်မယ်နောက်ဆုံးတစ်ခုကကြတော့နောင်မာရီနီ မာဒင်းနီကိုအဓိကမှတ်မိမာဒင်းနီဆိုတာနောက်ဆုံးထားပြီးနောင်နယ်ပဲတွဲသုံးနေမာဒင်းနီကအဲ့တော့အောက်မှာဆိုရင်အိုက်စတာမာဒင်းနီမဲလူကိုအိုခူရာနာခေရေဘာနာရီမာဆင်မလက်ဖြန်နောက်ဆုံးထားပြီးအီးမေးကို မပို့လို့မရဘူးပို့ကို ပို့ရမယ်လို့ပြောချင်တာမလက်ဖြန်နောက်ဆုံးထားပြီးအဲ့ဒီကအိုက်စတာရဲ့အနောက်မှာ မာဒင်းနီနဲ့ကပ်ပြီးသုံးလိုက်တယ်ရေရိုးတရံမာဒဲဆိုရင်ကတ်တတ်ထားတဲ့အချိန်တွေကိုပြောတာအခုကမာဒင်းနီအဲ့ဒီတော့ ်နောက်ဆုံးထားတဲ့ရက်စွဲကန့်တတ်ထားတဲ့ရက်စွဲအချိန်ကိုပြောကြည့်ရင်မာဒဲနီနဲ့တွဲပြီးတော့သုံးပြလို့ရတယ်နော်အဲ့တော့ဒီမှာဆိုရင်နည်းနည်းလေးပတ္တနီတီကရှိတော့ရှိတယ်။ဒါပေမဲ့သိချာလေးမှတ်ပေးပါ။သူကကျတော့9ဖောင်ပြောင်းနည်းရဲ့အခြေခံပြီး3နာဖြစ်တဲ့အတွက်ကိုဒီ9ဖောင်ကိုရထားမယ်ဆိုရင်ဒီပတ္တန်လေးတွေကမှလွယ်သွားပါလိမ့်မယ်။အဲ့တော့9ဖောင်ပြောင်းနည်းကိုသိချာလေးကြည့်စီခြင်းမာဒီနော်။